ချက်စီပြိတ်သက်တွေကလက်မှတ်နဲ့အသိဝင်ကြီးတိုးမြင့်လာရင်းနဲ့ပတ်သက်ပြီးအားပေးထောက်ခံသူတွေကိုအမျက်ထုတ်တာလို့ကလပ်အသင်းကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။အသင်းအဖွဲ့ဝင်စစ်တမ်းတစ်ခုအရ Stock Exploring Loyalty လှုပ်ရှားမှုကို90ရာခိုင်နှုန်းနီးပါးထောက်ခံခဲ့ပြီးတဲ့နောက်ချက်စီပြိတ်သက်တွေအကျိုးစီးပွားကာကွယ်ရေးအဖွဲ့ Chelsea Sporter Trust ဟာဒီလှုပ်ရှားမှုမှာပါဝင်မှာဖြစ်ပါတယ်။ အင်ကွင်းတရားဒီစာလက်မှတ်စည်းနှုန်းတွေသုံးစားမြင့်တက်တာပေါင်60သန်းဦးစားပေးအသင်းဝင်ကြီးအစ်စ်နဲ့ထိုင်ကုန်တိုင်းအတွက်ဘူကင်ကြီးအစ်စ်တွေကြောင်းချက်စီပြိသက်တွေသောသာထွက်နေကြပါတယ်။ဘောလုံးပြိသက်များအသင်းဖွဲ့ FSC ကမနစ်ကကလေးကအဲ့ဒီလှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။ CSD ပြောရေးဆိုခွင့်ရှိသူတူက ချက်စီက ကျွန်တော်တို့ရဲ့ပင်မ fan base ကိုအလံဝေအောင်လုပ်နေပါတယ်။ ဒါကပိုင်ရှင်နေတဲ့ကလပ်အတွင်းကအကြီးတန်းခေါင်းဆောင်ပိုင်းအတွက်ကြီးမားတဲ့သတိပေးချက်တစ်ခုဖြစ်တင်ပါလေကျွန်တော်တို့ကလပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ပရိသတ်တွေရဲ့တစ္ဆာစောင့်တိမှုကို အမျက်ထုတ်တာဟာကျင့်ဝတ်အရာမှားယွင်းယုံတာမကမဟာဗျူဟာရလည်းအမျှော်မြင်နေရရောက်ပါတယ်လို့ဆိုပါတယ်ချက်စီအသင်ကိုမှတ်ချက်ပေးဖို့ဆက်သွယ်ခဲ့ပါတယ်ဒါပေမဲ့ဈေးနှုန်းမြင့်တက်မှုကြောင့်ကလပ်မှာဒေါသထွက်နေတဲ့ fan base ကသူတို့ပဲဟုတ်မနေပါဘူး မန်ချက်စတာယူနိုက်တက်ပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖာအရင်ကတရားစီစဉ်လက်မှတ်မရရှိသူတွေအတွက်ထိုင်ကုန်တနေရာကိုအ ਨੇ စုံပေါင်66နှုန်းထားသတ်မှတ်ခဲ့ပါတယ်။အခုခါဒါကိုထိတ်တန်းပွဲစဉ်တွေအတွက်အသင်းဝင်တချို့ထံကနေပေါင်69အထိကောက်ခံမဲ့ပွဲစဉ်အမျိုးအစားခွဲခြားမှုစနစ်အစ်တင်နဲ့အစားထိုးလိုက်ပြီးဖြစ်ပါတယ်။ United ဟာကနဦးမှာလူငယ်နဲ့တကြီးပြိသက်တွေအတွက်လျှော့ဈေးလက်မှတ်တွေကိုဖျက်သိမ်းခဲ့ပေမဲ့ပြင်းထန်တဲ့စန့်ကျင်မှုတွေပြီးမှဒီလက်မှတ်တွေကိုမူလအတိုင်းပြန်လဲရရှိခဲ့ပါတယ်။ဒါအပြင်တရဲနေတွေရဲ့အလွန်ဆိုးရွားတဲ့ရာသီဖြစ်ပေမဲ့အရွယ်ရောက်ပြီးသူတွေအတွက်တရားသေးစားလက်မှတ်ဈေးနှုန်းတွေ900ခန်းလုံးတိုးထားတာပါ။အသက်16နှစ်အောက်တွေအတွက်တော့လက်ရှိဈေးနှုန်းအတိုင်းသတ်မှတ်ထားမှာဖြစ်ပါတယ်။